်ရယ်လေရောက်ကန်တမ်းမှာမရှိပြီးရောတလန်းမတိုင်ရယ်အနည်းဆုံးမှာရှိရယ်ဂုံးတရာဆစ်ဆင်ချင်းတွေ့ရမယ်အင်ဒိုလီဘရာဇီးလဝမ်ကွန်ဒိုလေးကိုဒီနေ့မဆက်ပြသွားမှာဖြစ်ပါရယ်ဒါဆိုရင်တော့ဆစ်နဲ့တူဒီကွန်ဒိုလေးတို့ချက်တော့ကြည့်ရအောင်နော် ဒီမှာဆိုရင်တော့24 hour ရရတဲ့ list လေးနဲ့တုံးမိထားတာကိုတွေ့ရမယ်။ပြီးတော့ CCTV လေးတပ်ပိထားတဲ့အတွက်အရန်ကိုမှဆင်ပြေ။ဒါဆိုရင်တော့အခန်းလေးကိုစုနေလို့သွားကြည့်ကြအောင်နော်။ဒီခန်းလေးကတော့ဒီနေ့မိတ်ဆက်ပေးမယ် control ခန်းလေးပေါ့နော်။ဒီမှာဆိုရင်အခန်းကိုသုံးခန်းပါမယ်။ဘဝင်ချင်းမှာဆိုရင်တော့တကားကိုကျွန်းကားကိုမှ area ချင်းချင်းလေးတုံးမိထားတာကိုလည်းတွေ့ရမယ်။ဒီမှာဆိုရင်ဖနက်လေးရထားမယ်။တေချာကို cabinet ကလေးနဲ့ design ဆင်လို့ရမယ်။ကြော်ဝင်ချင်းတွေ့ရမယ်ဒီဘက်အခန်းလေး။ ဒီခန်းလေးကတော့ single room ခန်းလေးပေါ့နော် space တော်လေးကိုမှချဲ parking လေးတွေပြင်ချင်မိထားပြီးတော့ light နဲ့ကောင်းကောင်းဝင်တာကိုတွေ့ရတယ်။ single ပဲမဲ့လည်းအခန်း space ကိုတခြားလေးသုံးမိတာကိုလည်းတွေ့ရမယ်။ညာရဲ့မီလေးတွေလည်းသုံးမိထားတယ်။ဒါကဆိုရင်နောက်ထပ်တစ်ခန်းအောင်သွားကြည့်ကြည့်ရအောင်နော်။ရှောင်းလန်းနေရာဆိုလဲလေအကျယ်ကြီးသုံးမိထားတာကိုလည်းတွေ့ရတယ်။ကဲဒီဟာလေးကတော့နောက်ထပ် single room ခန်းလေးပေါ့နော်။ single room ဆိုရင်ဆိုနှစ်ခန်းပါမယ်။ဒီလိုညာရဲ့မီလေးတွေလည်းတပေးထားရဲ့။ လိုက်တင်လိုက်တော့ဝင်တယ်။ဒီတင်တော့ area ဆိုရင်လည်း area ကိုအကျဲအသုံးပေးချရဲ။ဘေးမှာဆိုလည်းတိုက်မြင့်နေမရှိတဲ့အတွက် view လည်းပွင့်နေလွင်လွင်ထွက်လည်းကောင်းတယ်။တော်တော်လေးကိုလည်းကြည့်အောင်တွေ့ရတယ်။ဒါဆိုရင်နောက်ထပ်တစ်ပြန်ပဲကြည့်ရအောင်။ဒီစင်ရိုခဲကနေထွက်လိုက်ပြီဆိုတာနဲ့တွေ့ရမှာကတော့တော်တော်လေးရောမှာကျဲတဲ့ living room area လေးပေါ့နော်။တော်တော်လေးကိုကျဲဒီမှာဆိုလဲဖျားကန်လို့ရတဲ့ area လေးပါမယ်။နေရာကိုတိတ်ချလေးထည့်ပေးထားပြရတယ်။အကျဲကြီးပဲ lighting လည်းကောင်းဝင်အောင်ဘင်းဘင်းပေါင်လည်းချက်ထားပေးထား။ ။ပြဆိုရင်ဒီဘက်အချမ်းနဲ့တက်ကြည့်ကြည့်ရ။ကဲဒီဘက်အချမ်းလေးကတော့ Wanna area လေးပေါ့နော်။ဒီမှာဆိုရင် slide show မှန်တကသုံးပေးချရဲ။ view လမ်းပွင့်ပြီးတော့အရှမ်းကိုလည်းလိုက်။လေဝင်လို့ထွက်တယ်ကောင်းတယ်။ကဲအဲဆိုရင်တော့နောက်ထပ်အချမ်းလေးတွေကိုတက်ကြည့်ကြည့်ရအောင်နော်။ဒီအချမ်းလေးကတော့ master room အချမ်းလေးပေါ့နော်။ master room area ရဲ့မတော်တော်လေးကိုမှကျဲတယ်။ဒီမှာဆိုလည်း parking တွေပြည့်ပြည့်ပြတာပဲကြောင်း။သုံးမိထားတဲ့ဒီမောင်နေရာကြီးကတော်တော်လေးကိုမှချေရအောင်ပြရအပြည့်ပဲသုံးမိထားတာနေရာကျဲသုံးမိထားရဲ့ ဒီအားလေးကတော့ဒီအခန်းလေးနဲ့တွဲရဲရေချိုးခန်းနဲ့ပေါ်တိုင်းခန်းလေးပေါ့နော် အောက်ကဘေးရောကြွေပြားလေးတစ်ချက်ကပေးထားပြီးတော့ဒီဘက်ချမ်းမှာဆိုလဲနေရာကိုအခြေအေးတုံးပြထားအောင်လည်းတွေ့ရတယ်နောက်ထပ်တစ်ခန်းကဖဲအခန်းလေးဖြစ်တယ်မသိဘူးတစ်ချက်ကြည့်ရမာစတာရောခန်းကနေထွက်လိုက်ပြီးဆိုတော့ねဒီဘက်ချမ်းမှာဆိုရင်တော့ဒီမှာဆိုရင်အဝတ်ချော်ကလေးထားလို့ရမယ့် area လေးကိုတုံးပြထားအောင်ကြည့်ရတယ်ဒီဘက်ခန်းလေးရေချိုးခန်းနဲ့ပေါ်တိုင်းသီးတန်ခန်းလေးပေါ့နော်အဲ့ဒီလိုင်းလေးတွင်တစ်ခုတုံးလို့ရမယ်တော်တော်လေးဟိုမှာအဆင်ပြေတဲ့နေရာလေးပေါ့အော်ဂိုပီရောကျူပြားလေးဖြစ်ပြီးမိထားပြီးရော အရိယာအခြေအနေသုံးပေးထားတယ်။ပြီးတော့ MNC ထပ်ပေါင်းဆိုပါဆိုလည်းတော်တော်လေးကို safe ဖြစ်အောင်လုပ်ပေးထားတယ်။ဘူးလည်းပွင့်တယ်။ဒီ version လေးကတော့ kitchen rock လေးပေါ့နော်။ kitchen rock ရဲ့ main area ကိုအခြေအနေသုံးပေးထားတယ်။ဒီမှာဆိုလည်း dining area လေးသုံးလို့ရမယ်။ level တစ်ခါကောင်းအောင်လို့ဆိုဒီနေ့မှလည်းထားပေးထားတာကိုလည်းတွေ့ရမယ်။ kitchen room area ဆိုတော့အောက်မှာဆိုရင် coffee mat ကလေးနဲ့တေချာကို design ပေါ်ပေးထားတယ်။အခြေအကျသုံးပေးထားတယ်။ပင်စင်လေးနဲ့ပါပြီးတော့လူခက်ကောင်လို့ဒီနေ့ပေါ်လဲ သုံးမိထားတာကိုတွေ့ရတယ်ဒီကွန်ဒို square feet ဆိုရင်တော့6500 square feet ကျဲဒီနေ့မိတ်ဆက်ပေးသွားရဲ့ဒီကွန်ဒိုခန်းလေးရဲ့ဈေးနှုန်းကတော့3600ဖြစ်ပြီးရောစိတ်ဝင်စားရဆိုရင်တော့ PSM Property ဆိုတဲ့ label နဲ့အားလုံးချစ်တင်ပါရှင်